တင်တိအတော်တမချန်အစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမခင်ဗျာဖျားရှင်ဟာအသေးအဖွဲကိစ္စလေးတွေအထိဘယ်လိုကျင့်သုံးဆောင်ရွက်ကြရမလဲဆိုတဲ့တညာဥပဒေတွေကိုပြဋ္ဌာန်းတော်မူခဲ့ပါတယ်ဒီကနေ့တင်တိရသောတမချန်းစီစဉ်မှာ ထွမြတ်ရွာကျမ်းခန်းကြီး22နဲ့ခန်းကြီး23တို့ကိုလေ့လာမှာဖြစ်ပါတယ်။ခိုးမှုဖြစ်စည်းမှု ကျူးကျော်မှုရှေးရှားမှု ပြစ်မှားမှုပြုစားမှုအဟိတ်တိရစ္ဆာန်များနဲ့ဆက်ဆံမှု ရုတ်ထုဆင်းတုကိုးကွယ်မှုနဲ့ဧည့်သည်များမုဆိုးမများနဲ့ပတ်သက်တဲ့ဥပဒေတွေကိုပေါ်ပြတဲ့ကျမ်းဖြစ်ပါတယ်။ထွမြတ်ရွာကျမ်းအခန်းကြီး21ကနေ24ဟာလူငှို့ရေးဥပဒေပြုမှုများနဲ့ပြည့်နေနေတဲ့အကြောင်းကျွန်တော်ပြင်ပြခဲ့ပါပြီ။ ဒီအခြေခံဥပဒေလေးတွေဟာလူရင်ကျေးတို့ရဲ့အဖွဲ့အစည်းကိုဖြစ်ပေါ်စေဖို့အများကြီးအထောက်အကူပြုတယ်ဆိုတာကိုကျွန်တော်တို့မှတ်သားထားဖို့အရေးကြီးပါတယ်။ပုဂ္ဂလိကပိုင်ဆိုင်မှုအခွင့်အရေးဆိုင်ရာ ဥပဒေများဆိုပြီးတော့ကောင်းစဉ်နဲ့စတင်လုပ်ပါတယ်။ဒီကနေ့ဒီကဘာမှာအမှန်နဲ့အမှားဆိုတာဟာလူစိတ်တက်ပေါ်မှာပဲမူတည်တယ်ခံယူချက်ပေါ်မှာပဲမူတည်တယ်ဆိုတဲ့အတွေးအခေါ်ဟာကောင်းထောင်နေပါတယ်ခစ်စားနေပါတယ်တနည်းအားဖြင့်တော့ဒါတွေဟာ မူတည်မရှိပါဘူးဆိုတဲ့အပြည့်ခေါ်ပေါ့ဒီတိစအတွက်တက္ကသိုလ်ပမောက္ခတယောက်လည်းဖြစ်တယ်ကိုကိုကိုလည်းခယမဲဝါဒီလို့ကြေညာထားတဲ့ပုဂ္ဂိုလ်တယောက်နဲ့ကျွန်တော်နဲ့ဆွေးနွေးပူပါတယ်သူကအဲ့ဒီလိုအမှားနဲ့အမှန်ဆိုတာဟာ လူစိတ်ပေါ်မှာပဲမူတည်ရဲ့မူတည်မရှိဘူးဆိုတဲ့အတွေးခေါ်သမားပေါ့ကျွန်တော်အဖို့အမှန်နဲ့သူ့အဖို့အမှန်ဆိုတာဟာမတူနိုင်ဘူးလို့သူကပြောတယ်အဲ့ဒါဟာတဘာဝလဲကြတယ် ကောင်းလဲကောင်းတယ်ဆိုတာမျိုး तू ကအမြင်ရှိနေတဲ့လူတစ်ယောက်ပါကျွန်တော်ကို तू ကမေးတယ်ခမရအယူအဆကိုဘယ်မှဖြေခံတယ်လဲလို့ तू ကမေးပါတယ်ပြီးတော့ကျွန်တော်ကဖြေတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာအခြေခံတယ်လို့ကျွန်တော်ကဖြေလိုက်ပါတယ်ပြီးတော့ကျွန်တော်ကဆက်ပြီးပြော့ပြပါတယ်လူချင်းအတူတူအပါဝချင်းလဲခမရနဲ့ကျွန်တော်နဲ့မကွာဘူးအချို့အချက်တွေအပေါ်မှာလဲကျွန်တော်တရားပြမစွဲကြိုင်ပါဘူး အစျော့ပေးလိုက်လျောနိုင်တာရှင်နိုင်ပါတယ်ဒါပေမဲ့ဖျားသခင်ပေးတဲ့စံချိန်စံညွန်းပေါ်မှာမူတည်ပြီးတော့မှအလျှော့ပေးနိုင်ရမယ်ဆိုတာကိုခုကိုကျွန်တော်ပြောပြလိုက်ပါတယ်ကျွန်တော်အမြင်ကိုပွင့်ဝင်လင်းလင်းပြောရရင်တော့အသက်ရှင်တော်မူသောဖျားသခင်ကိုကိုးကွယ်တဲ့လူအဖွဲ့အစည်းမှာတော့ဥပရိနဲ့တရားပြတ်တမှုကကြံအဖွဲ့အစည်းတွေတဲ့အနေနဲ့အများပို့ပြီးတော့အာဘာရာကြီးပဲလို့ကျွန်တော်မြင်မိပါတယ်ကျွန်တော်ရဲ့အယူအဆ မှန်သလားမမှန်ဘူးလားဆိုတာကိုတော့ကပ္ပသမိုင်းကိုသာပြန်ကြည့်ကြပြီးတော့ကို့အုံနောက်နဲ့ကိုဆုံးဖြတ်ကြပါလို့ကျွန်တော်အကြံပြုလိုပါတယ်အခုထမြောက်ရချမ်းအခန်းကြီး27တန်24အတွင်းကအချက်တည်းဟာနေ့စဉ်ဒူဝလူကိစ္စတွေနဲ့အကျုံးဝင်နေတယ်လို့ကျွန်တော်ဆိုချင်ပါတယ်ဒီကျမ်းนี่ဟာဖတ်ရှုရတာတော့နည်းနည်းပြင်းစရာကောင်းပါတယ်ဒါကျွန်တော်ဝန်ခံပါတယ်ရှင်းနေလက်ဆွဲစာအုပ်ကြီးဖတ်ရတယ်လို့ဖြစ်နေပါလိမ့်မယ်ပါရဲပြောပြောမျက်မှောက်ခေဥပဒေပေါင်းများစွာတို့အတွက် ဒီဥပဒေတွေဟာအခြေခံအချက်တွေဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။အခုဆိုရင်လူအသက်ကိုမတတ်ရဆိုတဲ့ဥပဒေကြောင့်ကျွန်တော်တို့အများကြီးလုံခြုံနေတယ်မဟုတ်ဘူးလား။သူ့ဥစ္စာကိုမခိုးရဆိုတဲ့ဥပဒေကြောင့်ကျွန်တော်တို့ရှိတာလေးတွေပျောက်ပြက်မကုန်နဲ့ရှိနေတယ်ဆိုတာကိုဝန်ခံကြရမှာဖြစ်ပါတယ်။ဒါကြောင့်ဥပဒေဟာလူအဖွဲ့အစည်းကြီးတစ်ခုလုံးကို စနစ်တကျညီငွတ်အောင်တော့လုံနိုင်တယ်ဆိုတာကိုအမှုမှညင်းနိုင်မယ်မဟုတ်ပါဘူး။ဖမ်းမြောက်ရချမ်းအခန်းကြီး27အငယ်1 လူသည်သိုးနွားကို ခိုး၍တတ်သည်ဖြစ်စေ။ရောင်းသည်ဖြစ်စေ။နွားတစ်ကောင်အတွက်နွားငါးကောင်ကို၎င်းသိုးတစ်ကောင်အတွက်သိုးလေးကောင်ကို၎င်းပြန်ပေးရမည်။အားကြောင့်ဒီလိုနွားမှ၅ဆသိုးမှ၄ဆဆိုပြီးအစာပေါင်းများစွာပြင့်ပြီးအပြစ်ပေးခဲ့တယ်ဆိုတော့ကျွန်တော်အပြေမပေးတတ်ပါဘူး။အဲ့ဒီကျင့်သုံးဟာဓမ္မသစ်ကာလအထိတည်ခဲ့လို့ခရစ်တော်ရဲ့အချိန်ကာလမှာစကဲဆိုတဲ့အခွန်ကန်ဟာသူ့ရဲ့အဥ္စရာတဝက်ကိုစီးရတဲ့လူတွေကိုပေးလိုက်တယ် သူများဥစ္စာအနည်းငယ်ကိုယူမိရင်လေးစားပြန်ပေးပါတယ်ဆိုတာကိုရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး16အငယ်10မှာ ကျွန်တော်တို့လေ့လာတွေ့ရှိနိုင်ပါတယ်အခုမျက်မှောက်ခေရောခြင်းဆိုတာကတော့ယူမိရင်ယူမိသလောက်သာပြန်ပေးရတဲ့သဘောကွက်တိလာပြန်တွက်ပြီးတော့ယောရတဲ့သဘောဖြစ်ပါတယ်ဒီတော့တရားသခင်ပေးတဲ့မောရှိခေဥပဒေဟာအများကြီးပြင်းထန်ခဲ့တယ်ဒါပေမဲ့လူသားရဲ့ကလင်ကကြည့်စိတ်ဓာတ်နဲ့တော့အခုလိုရှိခေဟို နွားနဲ့ရုပ်ကံရတဲ့ခစ်အခါသမယပါအများကြီးလိုက်လျောညီထွေရှိခဲ့လိမ့်မယ်လို့ကျွန်တော်ပြတ်ဆမိပါတယ်။အဲဒီလိုသူတစ်ပါးထဲနွားခိုးခြင်းရောက်စားခြင်းနဲ့လူတွေအတွက်လေဒီလိုအမှားများမလုပ်မိဖို့အတော်လေးနိုင်နိုင်ငင်းငင်းထိန်းချုပ်ပေးနိုင်ခဲ့လိမ့်မယ်လို့ကျွန်တော်တွေးပါတယ်။လူရဲ့ဗီဇဟာဗီဇပဲဖြစ်ပါတယ်။ဖျားသခင်ဆိုတာကလည်းပြောင်းလဲခြင်းအရှင်းမရှိလို့အခုခေတ်မှာမကျင့်သုံးရည်သာနေခြင်းနေမယ်မိလို့မရတိုက်တဲ့ဥပရိသဆိုတာကိုတော့ မှတ်ယူသင့်ပါတယ်။အငယ်သည့်ပခိုးသည်အိမ်ကိုထင်းပေါက်စေသူတစ်ပါးတွေ့၍သေအောင်သတ်တော်လဲလေစားမသိစေရ။ကို့အိမ်အတွက်လုံုံစေတဲ့ဥပဒေဟောင်းဖြစ်ခဲ့ပါတယ်။အခုအချိန်မှာတော့ခစ်ကတမျိုးကြီးလို့ဆိုရမလို့ဖြစ်နေပြီ။အမေရိကန်ပြည်မှာအိမ်ကဲပခိုးဝင်တော့အင်းရှင်ကသက်သက်လေးဖလန်ပစ်တာပခိုးချက်ကောင်းပိတ်မှန်ပြီးဆေးရုံမှာတော်ကုယူရတယ်။အဲ့ဒါပခိုးကပြန်ပြီးတော့လေတရားဆွဲရောအင်းရှင်ကဒေါ်လာတွေထောင်ချီပြီး ယောဇေဆိုပြီးတော့တရားရုံးကအမိထလိုက်ကြတယ်။အီရှင်ကယောဇေအားမရှိတော့နောက်ဆုံးသူ့အိမ်ရောက်ပြီးယောကြီးပြလိုက်ရတယ်လေ။ကျွန်တော်ပဲခင်နောက်ကြသလားဥပရေကိုကပဲကုယုကာယဖြစ်နေသလားဆိုတာတော့စဉ်းစားလို့မရပါဘူး။အခုအချိန်မှာပခိုးကလူလူဖြစ်တာတွေလူကောင်းသူကောင်းနေကိုသမင်းကိုစားပြီးအထောက်တိုက်အမှုပတ်နေတာဒီအများကြီးကျွန်တော်တို့ကြုံတွေ့နေရပါတယ်။ဒါကျွန်တော်ပြောတာမဟုတ်ပါဘူး။သတင်းစာတွေမှာမဂ္ဂဇင်းတွေမှာအများကြီးကျွန်တော်တို့တက်သိပြနိုင်ပါတယ်။ ကို့အတိတ်အကြုံကိုကိုပြန်ပြီးတော့ကျွန်တော်ထောက်သိချအောင်မယ်ဆိုရင်တော့ကျွန်တော်ရဲ့အိမ်ပေါ်ကိုတခိုးတက်တာကိုကျွန်တော်လေသနက်နဲ့ပြစ်မလို့စဉ်းစားပြီးတော့မှမပြစ်တော့ဘဲနဲ့တုံးငယ်ပဲလိုက်ရလို့တခိုးထပ်ပြေးသွားရပါတယ်လေသနက်ရဲ့ဒီခဲကလေးဟာတခိုးရဲ့မျက်စိကိုမှန်မှန်အသားထဲမြုပ်ပြီးတော့ပြန်ထုတ်လို့မရတာကိုတွေးမိပြီးကျွန်တော်မပြစ်ခဲ့ပါဘူးတခိုးတော့ရှိပါတယ်တခိုးကြီးတော့တပြားတဲ့အဲ့ဒီပုံစံမျိုးလူကိုအန္တရာယ်ပြုတ်နေပုံစံဆိုရင်တော့ တစ်မျိုးဖြစ်သွားပါလိမ့်မယ်။ကျွန်တော်တက်ကတော်ကအဆောင်တစ်ခုမှနေတော့ကလည်းပခိုးတယောက်ကိုအဆောင်ចောင်းသားတွေကဝိုင်းဖမ်းပြီးတော့ဝိုင်းညှင်းဆဲတာမျိုးကိုလည်းကျွန်တော်မကြိုက်ပါဘူး။ဒါဟာလူအုပ်စုနဲ့ဝိုင်းကိုရက်ဆက်လို့ပဲခံစားရတယ်။ဒါပေမဲ့ဥပဒေဟာဥပဒေပဲ။ပခိုးကနေပြီးတော့တမရဖြစ်သွားမယ်လူဘက်ကောင်ဖြစ်သွားမယ်ဆိုဘယ်နဲ့လုပ်မလဲ။ဒါကြောင့်မလို့အပြစ်မရှိတဲ့လူဘက်ကလုံခြုံစေတဲ့ဥပဒေသာတင်းတင်းကြပ်ကြပ်ရှိတဲ့လို့ကျွန်တော်ဒီနေရာမှာပြပြလိုက်ပါတယ်။ ဥပဒေတစ်ခုမှဆက်ဆက်စဉ်းစားစရာတွေအများကြီးရှိနေပါတယ်။ခေအခြေအနေရမောရှိခေမှာအခုလိုရဲကင်းတဲ့တရားရုံးနဲ့မရှိသေးတဲ့အချိန်ဖွဲ့စည်းပုံမပေါ်သေးခင်ပခိုးကိုဒီလိုဥပဒေနဲ့တတ်ခွင့်မပြုဘဲထားလို့ရှိရင်ပခိုးကကိုယ့်ကို ပြန်သတ်မှဆိုးရတဲ့ခေဖြစ်နေတယ်။ဒါကြောင့်ဒီဥပဒေဟာအကျိုးသက်ရောက်မှုအများကြီးရှိခဲ့လိမ့်မယ်လို့ကျွန်တော်ဒီနေရာမှာဆုံးဖြတ်ပါတယ်။အခုအမေရိကန်နိုင်ငံဥပဒေနှုတ်ကပတ်တော်ပေါ်မှာအခြေခံတယ်ဆိုပြီးတော့ပမိုင်းကပြောပြနေတယ်။ တချို့ဘာသာရေးသမားတွေကလည်းတာဝန်ဂုဏ်ယူစွာပြောပြောနေကြပါတယ်။ဒါပေမဲ့အဲ့ဒီအမေရိကန်သမိုင်းကပဲလူတွေဟာဖျားသခင်ကိုအိုးပူပြီးမခံမညာလှုပ်လာတာတွေကိုလည်းပေါ်ပြနေပြန်ပါသေးတယ်။ပြီးတော့နောက်ဆုံးကျတော့လူတွေဖျားနဲ့ကင်းဝေးလေအကျင့်စရိုက်တွေပြစ်လေဩပရေတွေဟာအချင်းကြီးဖြစ်လေဖြစ်ကုန်ပါလိမ့်မယ်ဆိုတာဒီနေရာမှာကျွန်တော်အလေးနဲ့ပြစ်ပေးလိုက်ချင်ပါတယ်။အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို အမျိုးသားကြီးတွေ စုပေါင်းပြီးရေးရတာလားအဲ့ဒီတဲမှာခရိယလူဦးရေတဲ့ DS လို့ခေါ်တဲ့သဘာဝတရားကိုကိုးကွယ်သူအုပ်စုကပို့ပြီးတော့များပါလေဒီကြားရရတဲ့ကျေးဇူးတော်ကြောင့်နှုတ်ကပတ်တော်ကိုတော့အများစုဟာလေးစားလိုက်နာခဲ့ကြသူနှုတ်ကပတ်တော်ရဲ့အရေးအငွေတွေအများကြီးဒီအခြေခံဥပဒေကိုလွှမ်းမိုးသွားခဲ့ပါတယ်အဲ့ဒီလိုအစင်လာကတော့ကောင်းပါရဲ့လက်တွေ့ဒီဥပဒေကိုတိုင်တွင်နေရတဲ့ကြီးကြီးမာစတာတွေကိုယ်တိုင်ကတော့ပါသမာကျန်းအခြေခံမှမရှိတာကတော့ အတော်ကြီးကိုရင်လေးစရာကောင်းနေတယ်လို့ကျွန်တော်ကတော့ပုံမှန်လေးဝေဖန်ခြင်းပါတယ်။ဖမျောက်ရချမ်းအခန်းကြီး၂၀တိအငယ်၃တို့တော်လေနေထွက်ပြင်သေစားသေးစေရမည်။အเจ้าမူကပြန်ပေးစရာအကြောင်းရှိ၏။ဥစ္စာအရှင်းမရှိရင်ခိုးသည့်ဥစ္စာအတွက် ကိုကိုရောင်းရမည်။လေကင်းကြောင်တောက်မှခိုးနေတော့တော့မဆက်ရဘူးတဲ့။သတ်မိရင်သတ်သူဟာသေစားသေးစေတဲ့။အတိတ်တည်းကဝိုင်းဖန်ပြီးခိုးမိတာအတွက် အခိုးကိုယောကြီးပေးခွင့်ပြုရမယ်ပေါ့။ ဒီသခိုးမယောရင်လဲခင်ခံပြီးယောပေးစီရမယ်တဲ့အတော်ကလေးမပါဝကြတယ်လို့ကျွန်တော်ခံယူပါတယ်ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်နားမလဲရင်သာနေရမယ်ပမာတရားဟာအစစအရာပြည့်စုံပါတယ်အခုထာဝရဘုရားကိုယ်တိုင်ချမှတ်တဲ့ဥပဒေသားတွေဖြစ်တယ်ဣသရေလလူမျိုးဟာဘုရားသခင်ရဲ့ယေရှုဂိယူနာတော်ကိုပြားပြားဝတ်စိတ်ထားနဲ့မတောင်းခံဘဲနဲ့ဥပဒေတွေကိုလိုက်နာပါမယ်ဆိုပြီးတော့ရဲရဲကြီးပြောပြီးတော့အာမခံလိုက်တော့ ဖျားသခင်ကလည်းစံချိန်မီတည့်ရတော်ကြီးတွေကိုချပေးနေပြီဆိုတာကိုကျွန်တော်တို့ရက်ချီမပြတ်ကြပါနဲ့လို့ဒီနေရာမှာထပ်ပြီးသတိပေးခြင်းပါတယ်။အငယ်ငါသူ့လည်းသူ့စပြည့်ဥယင်ကို စားစေတော်၎င်းမိမိတရိတ်ဆန်ကိုသူ့လည်း၌ထိန်းကြောင်းတော်၎င်းမိမိလည်းမိမိစပြည့်ဥယင်တဲ့ကအကောင်းဆုံးကိုထုတ်၍ပြန်ပေးရမည်။နေကြော်တာကိုဖျားသခင်မကြိုက်ဘူး။နေကြော်ပြီးတော့သူများရဲ့လယ်ထဲကိုဝင်တာသူများဥယင်ကိုနွားနဲ့ ဘောစိတ်တရိษံနေပွင့်နာကိုပြားပခင်မကြိုက်ဘူးဝင်မိရင်ကျူးကျော်မိရင်ကို့ချံကအကောင်းဆုံးကိုပြန်ပြီးပေးပါတယ်အငယ်6မိရှို့သောအခါမျက်ပင်ကြောင့်အစင်တိုင်းလျှောက်၍လောင်လျက်ကောက်လိုက်စပားပင်လယ်၌ရှိသောအရာတို့ကိုလောင်လျင်မိရှို့သောသူသည်အမှန်ရော်ရမည်အဖေးစိတ်ဘလောက်ထိပြားပခင်ပြင်းနေနေတယ်ဆိုတာပေါ်လွင်လွန်းတယ်အခုဥပရိယာဆိုရင်သိပ်ပြီးလက်တွေ့ဘဝနဲ့နှိစက်ပါတယ်တောတောင်တွေမှာကျင်လည်ရင် ဖျားမခင်ကြွေးတာကိုစာရင်းတောက်ရင်းကနေနိုင်ငံတော်တခုတီဂျေမှာအခြေခံရမယ့်ဥပဒေတွေကိုဖျားသခင်ချထားပေးနေခြင်းဖြစ်ပါလေ။ဒါကိုဣဗရီလာဆိုတဲ့ခရစ်တော်ပေါ်ထွန်းမဲ့ရွေးကောက်တော်မူသော လူမျိုးတော်ကနေတဆင့်တခြားလူမျိုးတွေအသီးသီးအဖို့လမ်းပြသွားခြင်းတွေဖြစ်တယ်လို့ကျွန်တော်ခံယူပါရယ်။အငယ်16ကိုကျွန်တော်ဖုံပြီးတော့ကူးလိုက်ပါမယ်။မပေးစားလိုသော အပြူကိုအကြီးယောက်ျားသည်ချော့မော့၍တင့်နေစဉ်ကတော့ဥစ္စာကိုပေး၍ ထိုမိန်းမကိုမရအရာ၌ပျောက်ထားရမည်။တနည်းအားဖြင့်တော့မိန်းကလေးတစ်ယောက်သူများသမီးတို့ကလေးတစ်ယောက်ကိုစော်သားမိယူကိုယူရမယ်ဆိုတဲ့ဥပဒေပေါ့။အခုမယူဘဲနဲ့ living together ဆိုပြီးတော့ပျော်ပြင်းပျော်နေတဲ့ပြိသက်တွေအနေနဲ့ကတော့ဒီဥပဒေကြီးဟာရည်စရာကြီးလို့ဖြစ်မနေဘူးလား။ပြောင်းပြန်အချိုးကျဖြစ်မနေဘူးလား။အငယ်18မိန်းမဤအဖသဘောမတူမပေးစားလို့ရင်ကတော့ရပြီဖြင့်ညငွေကိုရော်ရမည်။ ကျွန်တော်ကယူမယ်လို့ပြောတဲ့ခမကြီးကမပေးမှမပေးစားတယ်လို့ဟောပြီးတော့ရန်ထည့်လို့မရဘူးကရောရာအပြင်နောက်ထပ်နိနာကြီးကိုပါထပ်ပြီးဆောင်းပြီးပေးရအောင်မယ်တယ်အငယ်78စုံးမကိုအသက်ရှင်စေခြင်းကပွင့်မပေးရဒီကနေ့မှဒါတွေခစ်ပြန်ထနေပါတယ်နော်ဒါကိုသတိပြုကြပါဒါပေကစတဲ့လဲဆိုတော့ဖန်ရှင်သောဝိညာဉ်တော်ရှိပါလျက်နဲ့မဖန်ရှင်တဲ့စာတမ်းဝိညာဉ်တွေကိုအားကိုးရာကနေစတာပဲပေါ့ဒီအချက်ကိုခင့်နောက်ပြန်ဆွဲတယ်လို့ ပြောလို့မရပဲအစီရှိခဲ့တဲ့ဂယောက်ကြီးရဲ့ကိုးကွယ်မှုလို့ပဲကျွန်တော်နာမည်ပေးချင်ပါတယ်ဒီဆုံးတို့ပြူစားမှုလို့ဆိုရဲအကြောင်းတွေကိုတရားဟောရာကြမ်းကြလို့ရှိရင်ကျွန်တော်မြန်မြန်ဆန်းဆန်းပို့ပြီးတော့တည်ရပါလေဦးမယ်စောင့်မျှော်နားဆင်ကြပါအငယ်၁၉တရိစာနှင့်ဖိနေတော်သူသည် အပင်ပတ်ချင်းကိုအမှန်ခံရမည်ညဉ့်ညမ်းတဲ့စင့်နှင့်အကျင့်လို့ဤနေရာမှာကျွန်တော်ဆိုချင်ပါတယ်ဖျားမတင်ပေးထားတဲ့လူယောက်ျားလူမိန်းမ မြေကိုပြည့်သည့်အထိမွေးဖွားကြလော့ဆိုတဲ့ကောင်းကြီးမင်္ဂလာကိုဒီနေရာမှာမထီမဲ့မြင် ပြုတ်ပြီးတော့တရိတ်ဆန်နဲ့တွားပြီးပြည့်နေတယ်။ဘလို့ယုံညံ့တဲ့အပြုတ်မှုလေ။တဘာဝတယောက်မြင့်မြတ်တဲ့ကိုယ့်ရဲ့လူအဆင့်ကိုပြင်းဖို့ပဲလူသားဟာပြေးဖို့လိုပါတယ်။အဆရှိရင်အနောင်နောင်ဆိုတဲ့စကားရှိပါတယ်။မမှန်ကန်တဲ့ယာကားစိတ်အမျိုးမျိုးကို ရှင်းရဲ့တိတ်ကလေးကပြည့်ရတယ်ဆိုတဲ့သဘောပဲ။အခုကျွန်တော်မျက်မှောက်ခေလူသားတွေဒီလို နိုင်ကြတဲ့အပြုအမူမျိုးအလုံးကိုစ조사ချုပ်ထိန်မှုအရေးကြီးလာကြောင်းတင်ပြလိုက်ပါရစေ။အငယ်20ခါဝဲရဖျားမတပါအခြားသောဖျားရှိမှရစ်ပူဇော်သောသူကိုရှင်းရှင်းဖြစ်စီရမည်။ပြင်းထန်လောအားကြီးတယ်လို့ချက်ချင်းကောက်ချက်ဆွဲပြီးအတိတ်တွေမယူသင့်ဘူး။လူမျိုးတော်ဟာဖောက်ပြန်ပြောင်းလဲသွားပြီးတော့အခြားနတ်ဖျားတွေကိုကိုးကွယ်ကြတာကိုတော့မှဖျားသခင်ကမဖြစ်စီတဲ့နဲ့မေတ္တာအချိန်ချင်းပြသခဲ့ပါတယ်။ တစ်ချိန်ထဲမှာသူဖန်ဆင်းခဲ့တဲ့လူအဖွဲ့အစည်းဟာသူ့ကိုမကိုးကွယ်တာကိုလည်းသူမကြိုက်ဘူးယောဂသည်ပြောက်ဟာတည့်ရဲ့ယောဂကိုရှင်းရှင်းပြောက်စီခြင်းတလို့လူမျိုးတော်ရဲ့နတ်ဘက်ကိုရင်းရိုင်နေတဲ့အစွဲကိုဖျားပခင်ဟာအမြစ်ကနေအပြတ်ဖြတ်ချင်ခဲ့ပါတယ်အငယ်27ပပီးတနိုင်ငံသားဖြစ်သောဧည့်သည်ကိုမနှောက်ရှက်မကြီးစေရသင်တို့သည်အေဂုတ်တုပြည်၌ဧည့်သည်ဖြစ်ခဲ့ပူကြသည်စာနာတတ်တဲ့စိတ်သဘောဓာတ်ကိုပြားသခင်မွေးခိုင်းတယ် ရှိစေခြင်းနဲ့အိနီးချင်းကောင်းစိတ်ဓာတ်မျိုးပီရိတဝရှိစေခြင်းနဲ့ဆိုတာထေရှားနေပါလေအငယ်22လေးပါမရှိသောသူငယ်နှင့်မုတ်ဆိုးမကိုသင်တို့သည်မနှောက်ရှက်ရာဂျွန်ဝက်စလီလို့အမည်ရှိတဲ့မက်သဒစ်ပါဗနာပိစီယာရဲ့ပြင်းထန်တဲ့ကြိုးပမ်းအားထုတ်မှုနောက်ပိုင်းမှာကလေးသူငယ်များကိုအတင်းစေခိုင်းတဲ့အလုများမလုခိုင်းမှုဥပဒေဟာပေါ်ထွန်းလာခဲ့ရပါတယ်။ဘုရားသခင်ရဲ့မိုးရှိခေတ်ဥပဒေဟာ လူလောကကောင်းကျိုးတွေပေါ်ထွက်စေခဲ့ပါတယ်မိဘမဲ့ဂီအားတို့မိဘမဲ့ကလေးတွေကိုအခမဲ့ပြည့်စုံပျိုးထောင်တဲ့သာသနာပြုအထက်တန်းကျောင်းကြီးတွေဆိုတာတွေကိုအမြောက်အများ ကျွန်တော်တို့ပြည့်မြင်ကြုံတွေ့ခဲ့ရပါတယ်ကျွန်တော်တို့နိုင်ငံမှာလည်းရှိခဲ့ပူပါတယ်အဲ့ဒီကျောင်းကြီးတွေကနေပြီးတော့လူမျိုးမယွေဘာသာမယွေကဲ့တင်ခဲ့တဲ့ကလေးတွေဟာသက်ဆိုင်ရာတိုင်းနိုင်ငံနဲ့လူမျိုးရဲ့အကျိုးကျေးဇူးတွေကိုဆောင်ကျင်းခဲ့ကြသလားဖြတ်လို့ဖြစ်စည်းလုပ်ခဲ့ကြသလားဆိုတာ မှတ်တမ်းမှတ်ရာတွေရှိနေပါတယ်။ပြန်ကြည့်ရင်မြင်နိုင်ပါတယ်။လိုက်ပြီးတော့မေးရင်လည်းကြားနိုင်ပါတယ်။အသက်ရှင်တော်မူသောဘုရားသခင်ရဲ့စီရင်ခြင်းတွေဟာအကြီးတန်းနဲ့အပြစ်ကဘာထဲမှာသိသာထင်ရှားစွာအကျိုးပြုခဲ့တယ်လို့ဒီနေရာမှာကျွန်တော်တင်ပြလိုက်ပါရစေ။အငယ်23နဲ့24နောက်ဆက်ခြင်းတစ်စုံတစ်ခုကိုပြု၍တို့တော်သည်ငါအားအနည်းငယ်အော်ဟစ်လျင်ငါသည်ထိုအသံကို အမှန်ကြား၍ငါအမြက်ပြင်းစွာထက်တဲ့ သင်တို့ကိုဒါပေဖြင့်ကွမျက်မည်။ဘုရားသခင်ရဲ့တိမ်မောင်းခြင်းဟာကျင်နာသနာခြင်းကနေပေါ်ထွက်စီးဆင်းလာတာပဲလို့သဘောပေါက်ထိုက်ပါတယ်။အနောက်အထိလူသားဘဝထဲမှာသူ့ရဲ့ပန်ရှင်သောဝိညာဉ်ဟာကျင်နေနိုင်ဆုံးရှိတယ်ဆိုတာကိုလည်းသိသွားထင်ရှားစေပါတယ်။လူလူချင်းညာတာချင်းကင်းမဲ့တဲ့လူကိုခါဝဲရဖျားမညာလိုဘူး။မညာတာခြင်းဘူးဒါကိုအတိအကျတည်းမှာပေါ်ပြတယ်။ဖမျက်ဝါကျမ်းအခန်းကြီး27အငယ်25 ငါလူဖြစ်သောစီးရဲသားအင်းကြီးချင်းအားသင်သည်ငွေကိုချေးပြင်အတောစားသောသူကဲ့သို့သူ၌မပြုအတောကိုမတောင်းရစီးရဲမွဲတည်တဲ့လူတွေကိုငါလူလို့ဘုရားသခင်ကပြောလိုက်ပြီဒီကနေ့ကပလူကြီးသံမောင်းများစွာဟာ စာဝန်ကြီးအကက်ခဲများနဲ့စီးရဲမွဲတည်နေကြပါတယ်ခရိယန်ဘီလီယနာတွေလက်ပိုက်ကြည့်မနေကြပါနဲ့အဲ့ဒီစီးရဲမွဲတည်နေတဲ့လူတွေဟာဘုရားသခင်ရဲ့လူတွေဖြစ်တယ်ဆိုတာကိုသတိထားကြပါ ကျွန်တော်အတယ်များစိုက်ထုတ်ပေးရမယ်ဆိုရင်လေငွေတော့ချေးမှစားရတဲ့စီးပွားရေးသမားလူတော့ပေါ့ပြီးတော့မလုံနဲ့ကော်တရာကက်စီနိုလိုမပြုတ်ကျင့်နဲ့အဲ့ဒါပြားတဲ့အမိန်သီရင်ပါရမမဟုတ်ပဲလို့ရှင်ရင်ငွေတွေဟာမြဲတာမှမဟုတ်ပဲလို့ဆိုတာတွေကိုအဆက်ကရွတ်နေကြပြီမြေသီကန်ဤအချိန်အထိတော့လူသဘာဝလျောက်ဒါတွေကိုစွဲမဲ့တွေ့တာရတာဟာကျွန်တော်တို့အားလုံးအသိတယ်ဒါတွေကိုအားကိုးခိုလုံမှုတွေများတာကိုလည်းကျွန်တော်တို့မြဲတမ်းမြင်နေရပါတယ် ဘုရားသခင်ရဲ့ပြည့်ညတ်ခြင်းများကိုတလက်ပြန်ပြီးတော့အောင်းမေ့ဆင်ခြင်ကြပါဘုရားသခင်ရဲ့လူတွေအပေါ်မှာမဆစွန့်ကျဲကြပါလို့ဒီနေရာမှာကျွန်တော်တိုက်တွန်းလိုက်ပါရစေအခုဖမျောက်ရချမ်းအခန်းကြီး23ကိုကျွန်တော်တို့ရောက်ရှိပါပြီမမှန်မကန်စကားပြောဆိုခြင်းတရားစီရင်ရေးကိစ္စမဆကူညီခြင်းအကြောင်းဥပုပ်ဆောင်ခြင်းရုတ်ထုစင်တုကိုးကွယ်မှုပွဲတော်များကျင်းပဖို့အရေးရစ်ပူဇော်မှုများနဲ့ ကောင်းကင်တမန်ရဲ့စောင့်ရှောက်ခြင်းဆိုတဲ့အချက်ဒီပါဝင်တဲ့ခန်းမြောက်ရကျမ်းခန်းကြီး23ကိုအခုကျွန်တော်ဆက်လက်ပြင်ပြသွားပါစီခန်းမြောက်ရကျမ်းခန်းကြီး23အငယ်1သင်သည်မှားသောတရားစကားကိုမကြားမပြောရမတရားသောသူတို့နှင့်ဝိုင်းညှိ၍မမှန်သောတက်တွေကိုမခံရကောလာဟာလသမားကိုတရိခာဒီအချက်ပဲဒီအမှုဟာတစ်ခါတလေမှမတိုင်းဆနိုင်တဲ့အချက်ဆိုးကျိုးတွေတက်ရောက်တတ်တယ်အားပြော့တယ်မထင်နဲ့ အင်မတန်ကြီးမားတဲ့ပြစ်မှုလူများနောက်သို့လိုက်၍မတရားသဖြင့်မပြုရတရားတွေ့သည်အမှုပါကြီးသောသူဘက်၌နေ၍တရားနမ်းမှလွဲစီခြင်းသာမပြုရအတော်ကြီးလေးနဲ့တယ်လို့ကျွန်တော်ယူဆပါတယ်ဘုရားသခင်ရဲ့အမြင်မှာဘယ်လိုရှိတယ်လို့တက်ဆနိုင်ပါလေဘုရားသခင်ဟာလူအများနောက်လိုက်ပြီးတော့အီယောင်ဝါလုတာကိုမကြိုက်ဘူးပေါ့ဝင်းလင်းလေးလုတာကိုမနှစ်သက်ဘူးအထူးသဖြင့်အများကမှားနေမှန်သိရတဲ့လိုက်ပြီးမမှားရဘူး လူငယ်တွေတပိုက်ဟာနောက်ဆုံးပေါ်စတိုင်နေဝတ်စားဆင်းရင်ကြပြီးတော့မချီမဲမြင်ကိုက်ဆိုင်တွေဖမ်းတာတွေ့ရတော့ဓမ္မဆရာကြီးတပါးကသူတို့ကိုခေါ်ပြီးဆွေးနွေးပါတယ်ခင် လူငယ်လေးတွေရဲ့လွတ်လပ်မှုနဲ့အချုပ်အခြေကိုမကြိုက်တဲ့စိတ်ဓာတ်ကနေအခုလိုဆမ်းပြတဲ့ပုံစံတွေကိုသူတို့ရွေးချယ်တယ်ဆိုတာကိုဆရာကြီးကနားလည်ပါတယ်လူငယ်လေးတွေကလည်းအဲ့ဒီတိုင်းပဲအဖြစ်သေးပါတယ်ပြီးတော့အဲ့ဒီလိုမဝတ်ရင်ဝတ်တဲ့လူငယ်တွေကြားမှာသူတို့လူမဝင်ဇက်တော်မှာကိုစိုးတယ်ဆိုတဲ့အချက်ကိုလည်းသူတို့ကရင်းဖွင့်ပါတယ် အဲ့ဒီလိုလူမဝင်ဆက်မှာစိုးရင်ချင်းကိုရိုက်ဟာအချုပ်အခြေစ်တစ်ခုပဲမလွတ်လပ်ခြင်းတစ်ခုပဲဆိုတာကိုတမဆရာကြီးကထောက်ပြီးတော့ပြလိုက်တော့တဝဲနောက်ဟာသဘောတူသွားပြီးတော့အများလုတ်တဲ့အတိုင်းလုတ်တဲ့ပုံစံကိုစောင့်ခွာပြလိုက်တာကိုကျွန်တော်တို့တွေ့ရပါတယ်အများကခရစ်တော်ယေရုရှလင်မြို့ထဲကိုဝင်ရောက်တဲ့အချိန်ဟောရှာနာဖြစ်စေသတည်းဆိုလို့လိုက်ပြီးတော့ဟောရှာနာဖြစ်စေသတည်းဆိုတဲ့ယေရုရှလင်မြို့တော်ကပရိဗလတ်ဟာရဲ့အနည်းငယ်အတွေ့မှာခရစ်တော်ကို သတ်ပြပါလို့អော်တဲ့ theme လေးလက်သီးညမောင်းတန်းပြီးတော့ဝင်ပြီးတော့ခရစ်တော်သတ်ဖို့ငဲပေးခဲ့တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့မမေ့စေချင်ပါဘူးမေ့စေရခင်ဗျာလွတ်လပ်မှုလွတ်လပ်မှု ਨੇ ပြောပြီးတော့အဲ့ဒီလွတ်လပ်မှုဟာအဆုံးမတည့်တဲ့အခါကျတော့လက်လွတ်ဆုံးရှုံးမှုကိုဖြစ်စေရင်ဘာမှပုံမရတဲ့အထိဖြစ်တတ်တယ်ဆိုတာကိုသင်ခန်းစာယူဖို့အင်မတန်အရေးကြီးပါတယ်ဖမ်းမြောက်ရာကျောင်းအခန်းကြီး23အငယ်3စီးရဲသောသူဘယ်နိုင်လဲမငဲ့ကွက်ရာ တရားစီရင်မှုနဲ့တရားဆုံးဖြတ်ခြင်းဟာညီမျှရပါတယ်။ဆင်းရဲခြင်းချမ်းသာခြင်းနဲ့မဆိုင်ပါဘူး။ယောနာကတရားရုပ်ထုမှာချိန်ဝင်ကိုတစ်ဖက်ဓာတ်ကိုတစ်ဖက်ကင်ထားတဲ့အမျိုးသမီးဟာမျက်စိကိုပတ်ထားပါတယ်။လူကိုလုံးဝမကြည့်ဘဲချိန်ဝင်ရဲ့သဘောနဲ့တရားဥပဒေကိုကင်တွေ့ရပါတယ်။အဆုံးအဖြတ်အတွက်ဓာတ်ကိုကင်တွေ့ရပါတယ်။ဥပုံငီတရားအကြောင်းဆိုတာကိုအခုဆက်ပြီးကျွန်တော်တင်ပြလိုပါတယ်။အငယ်30နဲ့7 ၆ရက်ပတ်လုံးလဲလုပ်၍အသီးကိုသိမ်းရမည်။ကတ္တမနှစ်တွင်လဲကိုမလုပ်ဘဲအလွတ်ထားရမည်။သို့ပြုရင်စင်းရဲသားအမျိုးသားချင်းတို့သည် စားရသောအခွင့်ရှိလိမ့်မည်။ကျွင်းသောအရာကိုလည်းမြေတိရစ္ဆာန်တို့သည်စားရကြလိမ့်မည်။ထိုနည်းတူစပြည့်ဟုရင်သံလွင်ဥယင်ကိုလည်းပြုရမည်။ဘုရားသခင်ဟာဥပုံနှစ်ကိုပေးခဲ့တယ်လို့ဥပုံနှစ်ကိုထပ်ပြီးတော့ပေးပါလေ။နောက်ပိုင်းယူဘီလာနှင်းလို့ခေါ်တဲ့နှင်း90မှာတစ်ခါကြုံရတဲ့ ယူပိလပွဲတော်နှစ်ကိုလည်းဘုရားသခင်သတ်မှတ်ပါလေဦးမယ်။တားရီကိုဝုဒိယာကြမ်းကြမ်းရင်အကျယ်တွင်ကျွန်တော်တို့ဆက်လက်တွေ့နေကြရပါလေဦးမယ်။အခုအချိန်မှာဥပုံနေကိုကြည့်အတင်းအကျပ်စကားပြောနေကြတာကိုကျွန်တော်တို့ကြားရတော့ကျွန်တော်ရင်ထဲမှာမကောင်းဘူး။နားကလောတယ်လို့ပဲ။ဥပုံနေအကြောင်းကိုပဲပြောနေမယ်ဆိုရင်ဥပုံနေအကြောင်းတို့ယူပိလနှစ်တို့အကြောင်းတွေကိုလူတွေကမေ့ကုန်ကြကြပြီလား။ဒါဟာပမိုင်းကြောင်းမှာဘုရားသခင်တိကျပြောထားတဲ့အရာတွေပဲမဟုတ်ဘူးလား။ ထွန်မြောက်ရကျန်းအခန်းကြီး20ဘလုံးအငယ်16ကနေပြီးတော့18အထိလေ့လာသွားရမှာကတော့ဣသရေလလူမျိုးတို့ရဲ့ပွဲခံရအချိန်များသတ်မှတ်ခြင်းအကြောင်းပါပဲဖတ်ကြည့်ကြပါစို့တတိတွင်၃ချိန်ငါ့အဖို့ပွဲခံရမည်ငါမာထားခဲ့ပြီးသည့်အတိုင်းအပိပလချင်းချက်သောနေ့ရဲ့အချိန်၌အဆုမပွဲကိုခံ၍ခုနှစ်ရက်ပတ်လုံးတဆင်းမဲ့သောမုံကိုစားရမည်အကြောင်းမူကားထိုလတွင်သင်သည်အေဂုတ်တုပြည်မှထွက်လာသည် ထိုပွဲကိုခံစေငါထံသို့အဘယ်သူမျှလက်ချီးမပေါ်မလာရလေလုံး၍အသီးနှံကိုသိမ်းဆရှိသည့်ကာလသိမ်းပွဲကို၎င်းလေလုံး၍အသီးနှံကိုသိုးထားသည့်ကာလနှစ်လဲသောအခါသိုးထားပွဲကို၎င်းခံရမည်သင်တို့တွင်ယောက်ျားအပေါင်းတို့သည်တစ်နှစ်လျင်သုံးချိန်ထာဝရအရှင်ဘုရားသခင်ရှိတော်၌မျက်နှာပြရကြမည်ဣသရေလအမျိုးသားယောက်ျားတွေဟာယေရုရှလင်မြို့တော်မှာတစ်နှစ်ကို၃ချိန် ဘုရားသခင်ရဲ့ရှိတော်ဘောက်ကိုဝင်ကိုဝေရပါလိမ့်မယ်။အဲဒီလိုပဲပွဲတော်ကြီး၃ခုဟာဂျူးတို့အဖို့တည်နေခဲ့ပါတယ်။အဲဂုတ်တူရဲ့ဂျွန်ဘွားကလွမြောက်ရတဲ့အထရီမတ်ပတ်မခါပွဲရဲ့ပင်တေကုတ်တေလို့ခေါ်တဲ့ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်ရဲ့မရှင်းသောတဲတော်များနဲ့ပတ်သက်တဲ့ပွဲများပဲဖြစ်ပါတယ်။ဒီအကြောင်းတွေကိုသူတို့ဥတီတီတွားနေရတဲ့ဘုရားသခင်ပေးရခါနာပြည်ကိုမဝင်ခင်မှာဆက်လက်ပြီးတော့အသေးစိတ်ကျွန်တော်တို့တွေးမြင်သွားရပါလေဦးမယ်။ အမွေခရယာမီနှင့်ပတ်သက်၍ထားရှိသောဂရိတော်နှင့်ညွှန်ကြားချက်များဆိုတဲ့ကောင်းစဉ်နဲ့ဖွင့်မြောက်ရခြင်းအခန်းကြီး23ကိုဆက်လက်လေ့လာပွားကြရအောင်။အငယ်20မှ22ကြည့်ရှုလောလန်ခရီး၌သင်ကိုစောင့်ရှောက်၍ငါပြင်းစင်သင့်သောအရတ်တို့ပို့စေခြင်းငါကောင်းငင်တမန်ကိုသိရှိ၌ငါစီလွတ်၏ထိုတမန်ကိုယုံကြည်စွာပြုလောစကားတော်ကိုနားထောင်လောအာနာတော်ကိုမဆန့်နှင့်သင်တို့ပြစ်မှားသောအပြစ်ကိုသူသည်မလွတ် ငါနာမသည်သူ၌တည်ရှိ၏အကယ်စင်စစ်သင်သည်သူစကားကိုနားထောင်၍ငါပြည့်ညက်သည့်အတိုင်ပြုလျင်သည်ရန်သူတို့ကိုငါသည်ရန်ပဲပြုမည်သင်ကို စီတာသောသူတို့ကိုလည်းငါစီတာမည်ဣသရေလလူမျိုးဆိုတဲ့ရွေးကောက်တော်မူသောလူများအတွေ့ဖျားသခင်ဟာကောင်းငစ်တမန်တော်တပါးကိုသူ့ကိုယ်စားချထားပေးမယ်လို့ဒီကျမ်းစာကဖော်ပြပါတယ်ဒီကောင်းငစ်တမန်ဆိုတာဟာဘယ်သူဖြစ်နိုင်တယ်လဲ ဒါနောက်အတိတကိုးအာနာကြီးမတဲ့တမန်တော်ဟာဘာလို့ဖြစ်နိုင်တယ်လဲဒါကိုသမာကျမ်းစာရဲ့တခြားအပိုင်းတွေနဲ့ကိုးကားဖို့ဖြစ်လာပါတယ်ကောရိန္သုဩဝါဒစာပရမဆောင်ခန်းကြီး30အငယ်၄ကိုဖတ်ရင်အခုလိုသိနိုင်ပါတယ်ထိုသူတို့နောက်၌လိုက်သောဓမ္မကြောက်မှထွက်သောရေကိုပောက်ကြ၏ထိုကြောက်ကခရစ်တော်ဖြစ်သည်ပြီးတော့ဒီချိန်မှာသူတို့နဲ့ခရစ်တော်ရှိရတာပဲဆိုတဲ့အချက်ကိုရှင်ပေါလုကဤပြုတ်ပြလိုက်ပါတယ် အဲ့ဒီ Corinth လို့ဩဝါဒစာပထမဆုံးခန်းကြီး30အငယ်9နဲ့30မှာအခုလို့တွေ့ရပြန်ပါသေးတယ်။ထိုသူအချို့တို့သည်စုံစားနှောက်ရှက်ခြင်းကိုပြု၍ငွေဖြင့်ဖြည့်စည်းကြသို့ငါတို့သည်မပြုခရစ်တော်ကိုမစုံစားမနှောက်ရှက်ပေနေကြကုန်ဟန်။ထိုသူအချို့တို့သည်မြည်တမ်းခြင်းကိုပြု၍ဖြည့်စည်းသောသူ၏လက်ဖြင့်ဖြည့်စည်းကြသို့မဟုတ်မြည်တမ်းခြင်းကိုမပြုကြနှင့်။ဒီချက်ဟာဒီတမန်တော်ရဲ့စကားကိုနားထောင်အာနာကိုမဖီဆန်နဲ့ ရိုသေစွာပြကြဆိုတဲ့ထွက်မြောက်ရကြံ့နဲ့တိုက်ငြိနေတယ်လို့ကျွန်တော်တို့မြင်နိုင်တယ်။ခရစ်တော်ကိုမစုံစမ်းမနှောက်ယှက်နဲ့မြည်တမ်းခြင်းမပြုကြနဲ့ဆိုတဲ့စကားစုတွေပဲ။ဒါကြောင့်ဘုရားသခင်ဟာပါတော်ခရစ်တော်ရဲ့နောင်ကာလဓမ္မသစ်အပိုင်းခြားရဲ့မှာဖန်ရှင်သောဝိညာဉ်တော်ဆိုတာရဲ့နဲ့သုံးပါးတစုတည်းသောအယိတ်တံများကိုအသုံးပြုပြီးသူ့ကိုခိုးလုံယုံကြည်ကိုးကွယ်သူများကိုအစင်မပြတ်ထာဝရစောင့်ထင်းနေတယ်ဆိုတာကိုကျွန်တော်တို့အလေးနဲ့ပြည့်မြင်ခံယူနိုင်ပါတယ်။ ဖွမ်းမြောက်ရကြအခန်းကြီး23အငယ်23မှာဆက်ပြီးတွေ့ရတာကတော့ငါတမန်သည်သင်ရှိ၌ပွား၍သင်ကိုအာမောရီလူဟိတ်တီလူဖေရစီလူခါနနီလူဂိရကာရှိလူခိဝိလူ ရေဘုသိလူတို့ရှိရာသို့ဆောင်းသွင်း၍သူတို့ကိုပယ်ရှင်းမည်သူတို့ဖျားများကိုဥချဝတ်မပြုရဣသရေလကိုရှေ့ရဥဆောင်စောက်ရှောက်သွားတဲ့တမန်တော်ဟာ ဣသရေလဆိုရင်သူ့ကိုကိုးကွယ်တဲ့လူတွေအတွက်ကြံတဲ့လက်ဖျားတွေကိုကိုးကွယ်ပြီးတော့အပြစ်အသီးသီးရှိနေတဲ့လူမျိုးတွေကိုပယ်ရှင်းပစ်လိုက်မယ်။အငယ်28မှာဆက်တာကတော့အခုလိုဖြစ်ပါတယ်။ငါ့ကိုကြောက်တတ်သောသဘောကိုသိရှိလို့ငါဆေလွတ်၍သည်ရောက်ရအရရ၌ခတ်သိမ်းသော လူမျိုးကိုငါဖျက်ဆီးမည်။သည်ရန်သူအပေါင်းတို့ကိုနောက်သို့လှည့်စေမည်။ဘုရားပတိဟာဣသရေလကိုနိုင်ငံတော်တစ်ခုအဖြစ်တည်ထောင်ပေးမှဖြစ်ပါတယ်။ ။ထွန်းညရကျန်အခန်းကြီး23အငယ်30မှ33ဖုရောနေ၎င်းသူတို့ဖျားများနေ၎င်းသင်သည်မိဘဟာရမဖွဲ့ရ။သင်သည်ငါ့ကိုပြစ်မစေခြင်းကသူတို့သည်ပြုမိမည်ကိုစိုးရိမ်စရာရှိသောကြောင့်သူတို့သည်သင်ပြေ၌မနေရကြ။သင်သည်သူတို့ဖျားကိုဝုတ်ပြီးဖြင့်ခင်းမိ၍လဲစရာအကြောင်းအမှန်ဖြစ်လိမ့်မည်ဟုမောရှိအားမိန့်တော်မူ၏။ဖျားတဲ့ကျင်3ပေးခဲ့တယ်ဆိုတာကိုမမေ့သင့်ပါဘူး။ဒီရွေးကောက်ထားတဲ့လူမျိုးတော်ဆိုတာ ဘုရားသခင်ရဲ့အနာဂတ်အရာမအကြံစီတော်အတွက်ရွေးကောက်ထားတာပါ။တခြားဖះကိုမကူွယ်ရဘူး။တခြားလူမျိုးတွေနဲ့လည်းမရောရဘူးဆိုတာဒီနေရာမှာဘုရားသခင်ပြင်းပြင်းထန်ထန်သတိပေးထားတယ်။ဒါကိုယောရှုခင်မှာယောရှုဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာဒီပေါင်နယ်သားတွေနဲ့တွားပြီးရောမိလို့ပြဿနာတွေဖြစ်ရပုံနဲ့တကွာ။နတ်ဘေကိုတွားပြီးတော့ကိုးကွယ်မိတဲ့လူမျိုးတော်ဟာဘာဘူးလုံအင်ပါယာမှာကျွန်ဘဝအတွင်းသက်စင်းရပြန်တာကိုတွေ့ရပါဦးမယ်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ နောက်တစ်ချိန်စီစဉ်မှာထွံ့မြောက်ရွာချအခန်းကြီး24နဲ့ထွံ့မြောက်ရွာချအခန်းကြီး25အခန်းငယ်1ကနေအခန်းငယ်22အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။